ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့နီနီကအမျိုးသမီးတွေအတွက်ပေါ့နော်ဖက်ရှင်နဲ့ပတ်သက်ပြီးအကျိုးရှိစေမယ့်အကြောင်းအရာလေးကိုပြပေးချင်ပါတယ်အဲဘယ်လိုအကြောင်းအရာမျိုးလဲဆိုတော့အဲဖက်ရှင်နေမှာပေါ့နော်ကိုသွားမဲ့ပွဲနဲ့ကိုဝတ်ထားတဲ့ဝတ်စားနဲ့ life ညီဖို့အတွက်အခြေခံလေးပြပြပေးမှာဖြစ်ပါတယ်အဲဘာဖြစ်လို့လဲဆိုတော့မြန်မာပြည်မှာကြတော့အဲသူဝတ်ထားတဲ့ style ကဘလို့ခေါ်ရဲဆိုတာကတိတ်ပြီးတော့အရင်မကြည့်ဘူးပေါ့နော်အဲဒါပေမဲ့ကိုဝတ်ထားတဲ့ဝက်စားနဲ့ကိုသွားမဲ့ပွဲနဲ့အဲ life နေကို live ဖဲညီဝါကြတော့ရေးကြည့်တယ်ပေါ့နော်ဒါကြောင့်မလို့နေနေကဒီနေ့မှာအဲ style ငါးမျိုးလေး ਨੇ မိတ်ဆက်ပြီးတော့ပေါ့နော်အခြေခံလေးပြပြပေးမှာပါပထမအဦးဆုံးအနေနဲ့ပြပြပေးမယ် style လေးကတော့ finish style လို့ခေါ်ပါတယ်အဲ finish style ဟာဆိုရင်ကိုခက်လူငယ်တွေကနေရှစ်ခက်လူကြီးတွေအထိအကြိုက်များကြတယ်ပေါ့နော်အဲဘလို style မျိုးလေးဆိုတော့သူကရိုးရှင်းရှင်းလေးနဲ့ကိုစတိုင်နဲ့ပေါင်းဆက်ပြီးဝတ်လို့ရတယ်ရီထရိုစတိုင်လို့လည်းခေါ်တယ်အဲဘလို့ပုံစံမျိုးလေးဆိုဒီမှာပုံလေးနဲ့ပြထားတယ်ပေါ့နော် အဲတွားကြတော့ဘလို့ပွဲတွေမှာဝတ်တန်လဲဆိုလို့ရှိရင်ဖက်ရှင်ကိုအသားပေးဖော်ပြတဲ့ပွဲတွေအဲဖက်ရှင် event တွေအဲကိုယ့်ရဲ့ style ကိုထင်းစေခြင်းတဲ့အချိန်တွေမှာဝတ်တန်နေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ fashion တွေမှာ power ရှိရဲဆိုတဲ့အတိုင်းပဲဒီလို fashion ပွဲတွေမှာဒါမျိုးပုံစံဝတ်သားမယ်ဆိုရင်အဲကိုယ်သူ့ရဲ့မျိုးလုံးတွေမှာကိုက fashion အမြင်တစ်ခုအနေနဲ့အဲထင်းနေမှာဖြစ်ပါတယ်ဒါကနံပါတ်1 finish style မှာရှင့်နံပါတ်2ကတော့ feminist style မှာ အဲဒီမှာသူကပြထားတယ်ပေါ့နော်သူကကြတော့မိမဆန်ဆန်အလှလေးပေါ့နော်ဘလို့ချိန်ဒီမှာဝတ်တယ်လဲဆိုချစ်သူနဲ့ဒိတ်တဲ့ချိန်လေးတငယ်ချင်းတွေနဲ့အဲနီးလေစာသွားစားတဲ့ချိန်လေးမုံသွားစားတဲ့ချိန်လေးပြီးလို့ရှိရင်ပန်းညံနေမှာပေါ့နော်အဲအလှတပ်ပုံလေးတွေရိုက်တဲ့ချိန်မှာအပို့ပြီးတော့ဝတ်ကြတယ်မိမဆန်ဆန်လေးနဲ့လှတယ်သူ့ရဲ့ကာလာတွေကလည်းမိမဆန်နဲ့ပန်းရောင်တို့ပေါ့နော်အဲအဲ့လိုရောင်လေးတွေထွက်တာများတယ်အဲ clip box ဆိုရဲဆိုလို့ရှိရင်လည်းအခုနောက်ပိုင်းအဲ့လိုပုံစံတွေအဝက်များလာတယ်ပေါ့နော် ်ဒါကတော့နံပါတ်နဲ့ feminist style မှာနံပါတ်3ကကျတော့ steel style လို့ခေါ်ပါတယ်လူငယ်တွေကမှအရင်ခက်စားပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူကကျတော့ပေါ်ပါပြီးတော့လွတ်လပ်တယ်။လူငယ်တွေအရင်ဝတ်ကြတယ်ပေါ့နော်။အဲ jacket ပွားကြီးတွေတော့ free style လို့လည်းခေါ်တယ်ပေါ့နော်။အဲသူကကျတော့ဘလုတ်ပွဲတွေမှာဝတ်တင်လဲဆိုလို့ရှိရင် show ပွဲတွေအဲပြီးတော့ show နဲ့ပတ်သက်တဲ့ event တွေသွားရတာတွေပြီးတော့ steel style တွေပေါ့နော်။အဲဓာတ်ပုံရိုက်တာတွေပို့ပပသွားမယ်ဟာတွေ။ ။ဒီအဲ့လိုချိန်လေးမှာအဝက်များကြတယ်။အဲဒါလေးကကျတော့နံပါတ်3 stitch style မှာအဲနံပါတ်4ကကျတော့သူကကျတော့ classic ဆန်တဲ့ fashion မျိုးပေါ့နော်။ဘလို့ချိန်လေးမှာဝတ်တင်လဲဆိုလို့ရှိရင်အလုတ်ကိစ္စနဲ့ပတ်သက်တဲ့ event တွေအလုတ်ကိစ္စပွဲတွေအလုတ်ကိစ္စအာနေလဲစားအာဒင်နာပေါ့နော်အဲ့လိုသွားစားတဲ့အချိန်တွေအလုတ်ကိစ္စ meeting ပြောတဲ့အချိန်တွေအလုတ်အလုတ်လုပ်တဲ့အချိန်တွေပေါ့နော်အဲ့လိုအချိန်တွေမှာပို့ပြီးတော့အဝင်များကြတယ် အဲသူ့ရဲ့ style ကကြတော့ classic ဖြစ်တဲ့ပုံစံမျိုးပေါ့နော်အဲ့လို style မျိုးဖြစ်စေတယ်ဒီလိုနေရာတွေမှာပို့ပြီးတော့လည်းအဝတ်များကြတယ်ပေါ့နော်အဲဒါလေးကတော့ number 4 style လေးပါအဲ number 5 style လေးကကြ Omani style အဲသူ့ stand ကို Omani လို့ပြောလိုက်တာနဲ့လုံးဝကို classic ဖြစ်တယ်ပေါ့နော် luxury ဖြစ်အဲသူကကြတော့ဘလိုနေရာတွေမှာအဝတ်များကြလဲဆိုတော့အဲမိသားစုတွဲဆောင်ပွဲတွေတို့အဲလုံးဝကိုပေါ့နော်ဘလိုနေရာတွေမှာအတွေ့ရများလဲဆိုလို့ရှိရင်ဟိုနိုင်ငံတော်ပေါ့နော်ဟို တမရခရောတို့တမရသမီးတွေတို့အဲအဲ့လိုနေရာတွေမှာအဲ့လိုမိတ်ဆုံစားပွဲတွေမှာပို့ပြီးတော့ဝတ်ကြတယ်အဲ့ပြီးတော့ချမ်းသာတဲ့လူတွေမှာလည်းပို့ပြီးတော့တွေ့ရတာများတယ်ပေါ့နော်သူစတိုင်ကကြတော့တကယ်ကိုပတ်စံရှိတဲ့လူတွေနဲ့တွေ့ရမယ်အဲအစင်းနှန်းရှိပြီးတော့ပတ်စံရှိတဲ့ပုံစံပောက်ချင်တယ်ဆိုလို့ရှိရင်ဒါမျိုး Omni style ဝတ်တယ်မှာလည်းအဲဒီနေ့ပြပြပေးတဲ့စတိုင်၅မျိုးကအမျိုးသမီးတွေအတွက်ပေါ့နော်အခြေခံလေးပေါ့နော်ပြပြပေးတာပါနင်းတင်းတင်းတလောက်မှတ်တလောက်လေး ဒီဗီဒီယိုလေးကပေါ့နော်လူကြီးမျိုးတို့အတွက်အကျိုးအထောက်အကူတရားရှိရဆိုရင်ဒီ YouTube channel လေးကိုလိုက် subscribe လုပ်ခဲ့ပေးလို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်။နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းဘလို့အကြောင်းအရာလေးတွေသိကျင်နေဆိုတာကိုမှန်းကပ်ပေးလို့ရပါတယ်ရှင့်။